ဒါကတော့မြမယုတ်ရှင်လောကကိုကိုင်လှုပ်သွားခဲ့တဲ့မင်သားကြီးကျော်ဟင်းရဲ့ဘဝဆက်ကြောင်းပဲဖြစ်ပါတယ်။ကျော်ဟင်းဟာခေတ်ပေါ်မင်သားတယောက်အနေနဲ့မြမပြည်သူတကယ်လုံးကိုလွှမ်းမိုးခဲ့ပူပြီးတော့ကျော်ဟင်းပကွယ်ကျော်ဟင်းပေါင်းမိအစားရှိသဖြင့်ကိုဒုက္ခဒုက္ခကထရန်တွေကိုလည်းရေပန်းဆောက်အောင်လို့ဖန်တီးနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ကျော်ဟင်းလို့ပြောလိုက်တာနဲ့ကိုဒရိုက်တာတွေဖိဖိတုံအောင်လို့ကြောက်ရတဲ့ခေတ်ဟာလည်းတကယ်ရှိခဲ့ပူပါတယ်။ဒါကြောင့်မလို့ဒီကနေ့ရဲ့ဗီဒီယိုလေးထဲမှာတော့ကျော်ဟင်းလို့နာမည်ကြီးခဲ့ပူတဲ့မြမအချင်းကြီးမင်သားကြီးရဲ့လူမသိသေးတဲ့နောက်ွယ်ကဖြစ်ရက်တွေကိုပြပြပြီးသွားမှာဖြစ်ပါတယ်။ ငယ်နမဲကြော်သေးဖြစ်တဲ့ဦးကျော်ဟင်ဟာရန်ကုန်မြို့စုလစ်ဖျားနာကစုလစ်စီပင်မှာမွေးဖွားကြည်ပြင်းခဲ့တဲ့သူပါဆင်းရဲနွယ်ပါးတဲ့ဘဝမှာပဒိန်ဆရာဖြစ်နေရုံကန့်ရင်တဲ့တနေ့မှာရုပ်ရှင်မင်သားဖြစ်ဖို့အိမ်မက်မက်ခဲ့ပါတယ်အဲ့ဒါကလည်းသူများမြောက်ပြီလို့မဟုတ်ပဲနဲ့အသွေးအသားတွေကကိုရုပ်ရှင်ယူယူနေတဲ့အတွက်တရုတ်ဆောင်ရွေးပွဲကိုတွားကျင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လို့ရွေးပွဲကိုတွားဖို့ကားကားတော့သူ့မှာမရှိခဲ့ပါဘူး။အဲ့ဒီအချိန်မှာနမဲကျော်ချားနေပြီဖြစ်တဲ့မင်းသမီးဆန်ရှားတင်ကလမ်းဘေးမှာခေါင်းကိုင်းဆိုင်နဲ့ရှောက်လာတဲ့ကျော်ဟင်းကိုတွေ့သွားခဲ့ပြီးတော့တနာတာကြောင့် ကားကပေးပြီးတော့သူ့ကိုခေါ်သွားခဲ့ပါတယ်။ဒလုံးနဲ့ပဲလန်ခီစီရဲ့မရှိတဲ့လူငယ်တယောက်ဟာအမှုပညာလောကတွေကိုခြေချခွင့်ရခဲ့ပါတယ်။ဒရိုက်တာဦးအောင်ကြည်ရိုက်ကူတဲ့ပန်းမြို့တော်သူခြေလန်းစကားဟာသူ့ဘဝရဲ့ပထမဦးဆုံးသောခြေလန်းဖြစ်ခဲ့ပါတယ်။ပုတ်ထွက်စကားကစပြီးတော့ကျော်ဟင်းဟာသူ့ရဲ့ပြသားတဲ့မျက်နှာ၊ဆူရှားတဲ့အကြည့်၊ထူးခြားတဲ့တရုတ်ဆောင်မှုတွေကြောင့်ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။သူဟာအချင်းဒရမာအရှင်ဟာတာစားတဲ့ဇယုံမျိုးစုံကိုပန်ပန်နဲ့နဲ့တရုတ်ဆောင်နိုင်ခဲ့တဲ့အတွက်အချင်းတို့တွင်မှာပဲမြန်မာရုပ်ရှင်လောကရဲ့ထိတ်တဲမင်းသားတစ်လက်ဖြစ်လာခဲ့ပါသည် မြန်မာရုပ်ရှင်စု၅စုကိုလည်းစုခူးခဲ့ပြီးတော့သူရဲ့အမှုပညာစွမ်းရည်ကိုတက်တည်ပြခဲ့ပါတယ်။ဒါပေမဲ့လို့ဒီလိုမျိုးအောင်မြင်မှုတွေရဲ့နောက်ကွယ်မှာမုံတိုင်းထန်တဲ့နေရက်တွေကရှိနေခဲ့ပါတယ်။သူဟာအရက်ဆွဲ၊ဘိန်းဆွဲစတဲ့မကောင်းမှုတွေနဲ့ကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီအချက်တွေကသူရဲ့ဘဝကိုစိုးကျိုးတွေတဲဆောင်လာခဲ့ပြီးတော့တည်င်းတောက်တွေနဲ့ပြိတ္တတွေကိုရိုင်းရိုင်းဆိုင်ဆိုင်ပြန်ပြောဆိုရာရင်းစိတ်လက်မမှာလောက်ကင်နာတွေကြောင့်လည်းဝေဖန်ခံခဲ့ရပါတယ်။ကျော်ဟင်းကပြိတ္တကိုပြန်စေတယ်။ကျော်ဟင်းလူရိုက်တယ်။ကျော်ဟင်းခရောက်တဲ့အစားရှိတဲ့ပြင်တည်င်းစိုးတွေဟာအဆက်မပြတ်ကိုထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီထဲကအထင်ရှားဆုံးတစ်ခုကိုပြောရမယ်ဆိုတော့ပြင်1980ပြည့်နှစ်လွန်နေမှာစော်ကြီးဆိုတဲ့ရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။မြမအထင်ကရဇဝတ်ထုကြီးဖြစ်ပါလျက်နဲ့ကျော်ဟိန်းလိုမျိုးလူမျိုးကစော်ကြီးကငနေကိုတက်တယ်ဆိုပြီးတော့ဇက်ကွက်အမှားကြီးကိုရိုက်ကူးခဲ့တာကြောင့်တကိစားကိုမြမစာပေနဲ့ယဉ်ကျေးမှုကိုမျက်နှာသူတွေကဝေဖန်ခဲ့ကြပြီးတော့ကျော်ဟိန်းဟာမြမယဉ်ကျေးမှုကိုဖျက်ဆီးတယ်လို့ဆွဆွဲခဲ့ကြပါတယ်။ဒါပေမဲ့လူဒီတဲ့ရင်ဆိုးတွေထွက်လေလေကျော်ဟိန်းကပို့ပြီးတော့နာမည်ကြီးလေလေပါ။ဒါပေမဲ့လို့ဒီလိုမျိုးရိုင်းပြမှုတွေရဲ့နောက်ကွယ်မှာဟန်ဆောင်မှုကင်းတဲ့ရိုးသားမှုရှိရဲဆိုပြီးတော့ချစ်ခင်တဲ့သူတွေကတော့ခွင့်လွှတ်ပေးခဲ့ကြပါပြီ။ ဒီလိုနဲ့ပဲအောင်မြင်မှုတွေညင်ပွားမှုတွေနဲ့ပြင်းထန်နေတဲ့ဘဝခီးကိုဖျက်ဆီးပြီးသွားတဲ့နောက်2008ခုနှစ်မှာကျော်ဟင်ဟာလေသူ့ရဲ့ပရိသတ်တွေကိုအကြီးကျယ်အားအသိစေခဲ့ပါပြီ။ရုပ်ရှင်လောကကနေအနားယူပြီးတော့သာသနာပေါင်တဲ့ဝင်ရောက်ကဥက္ကဋ္တိတာရာအမည်နဲ့ယဟန်ဘဝကိုခံယူခဲ့ပါပြီ။ဒါပေမဲ့ကျော်ဟင်ကတော့ကျော်ဟင်ပဲဆိုသလိုလူမုံများတဲ့အမှန်တရားခက်ခါကြီးတွေကိုဘဝတဒနာနဲ့ကိုပေါင်းဆက်ပြီးတော့ဟောပြောတာကြောင့်တန်ကလောကကနေအချင်းခံပြီးတော့နောက်ဆုံးဩစတြေးလျနိုင်ငံသို့ပြန်ရွှေ့ခဲ့ရပါပြီ။ကျော်ဟင်ဟာ2020ပြည့်နှစ်ဇူလိုင်လ17ရက်နေ့မှာဩစတြေးလျနိုင်ငံမှာပြန်လည်တော်မူခဲ့ပါပြီ။ မင်းသားကြီးကျော်ဟင်းဟာလည်းအနုပညာလောကကိုစတင်ဝင်ရောက်ချိန်ကနေပြီးတော့ကွယ်လွန်သွားတဲ့အထီးကိုနာမည်ဂုံတရင်ကျော်စောခဲ့ပြီးတော့သူ့ရဲ့ဘဝကလည်းပုံမြင်တဲ့ပုတ်အလာအန်ဟောစီယာရီနဲ့ကိုပြည့်ခဲ့တာကိုတွေ့ရပါတယ်။ပြောမယ်ဆိုရင်တော့ဝိထုရှိကြီးလိုပဲနွမ်ပါတဲ့ဘဝကနေအနုပညာလောကရဲ့ထိတ်ဆုံးကိုရောက်ပကောင်းမှုတွေနဲ့ရုံးကန်နောက်ဆုံးပါသတ္တနာပေါင်တွေကိုဝင်ရောက်ပြီးတော့ဘဝနေကုန်ကိုချုပ်ခဲ့ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ကတော့ဥကျော်လိုချက်စနိုးခေါ်တဲ့ဥကျော်ဟင်းကိုမြမရုပ်ရှင်လောကအတွက်မင်းသားတက်လက်တာမကပဲနဲ့ ဘဝကိုစိန်ခေါ်မှုတွေအမားမှန်တွေကြားကနေပြီးတော့ဖြတ်တန်းခဲ့တဲ့ချင်းသေးတကောင်လို့သာတင်စာရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်